ရောင်းတောင်ပြင်ခွဲမြောက်လိုင်းဖြစ်နေတဲ့တရုတ်အလုံးမင်းမင်းတို့အများဗမာဆမ်းမြောင်းကနေတင်ဆက်နေတာဖြစ်ပါတယ်ကမ္ဘာကြီးမှာအကောင်လုံးကအဝင်ကွင်းချဖြစ်နေဖို့လိုပါရင်အကောင်လုံးကသူ့နေရာနဲ့တူတည်တည်ချာချာရှိနေမှာအဆင်ပြေတာမဟုတ်ရင်ရောက်တိမရှိဘူးမဟုတ်လားသူပြန်လာမယ်ဆိုတဲ့စကားကဖြစ်နိုင်မဖြစ်နိုင်မသေးကြပါပဲအမေရိကန်ရဲ့လင်းတင်တင်းမောတစည်းကတော့တရုတ်ပိုင်နယ်ထဲမှာတောင်းတင်နေခဲ့ပါပြီဓမ္မတော်ကအင်းဝါရာစာဆောင်တဲ့မိဖက်ကြီးတို့ရဲ့အခြေအနေကအလေးခဲတဲလဲမဟုတ်လား ဒီကိစ္စကရောဘလို့နေတောင်းတော့ကွယ်မှာတန်တရားဝင်ဆရာတွေရှိနေတယ်စဉ်းစားဆရာပါပဲဒီသမားကြီးကပေ1100အရှိရှိပါတယ်ဒီရေတက်ပေးသူကလက်ရကြီးကပင်လယ်နဲ့မီတာ2000မဲဝေးတဲ့သဲပြင်ပေါ်မှာတည်ရှိနေတာပါဒါကိုဆဆရှာတွေ့ကျွန်တော်ကသူ့တည်တည်ရဲ့အဖို့ရောင်းအောင်မျိုးနိုင်ခဲ့ပါဘူးသူတို့ရဲ့ navigation system နဲ့ error တက်နေသလားလို့တောင်ထင်မှတ်ခဲ့ကြတာပါကျွန်တော်အရင်ဖယ်ထားပြတင်မောဆိုကလေးကကန္နာရနဲ့ဗဒါသလန်တန်တလန်မဟုတ်လားဒါပေမဲ့ဒီတင်မောအတူကြီးကတော့တေချာကြီးကိုရှိနေခဲ့ပါတယ်ဒီကူတဲလားဆိုရင်တော့မဟုတ်ဘူးဗျဒီပုံကိုတေတေချာချာကြီးကြီးပါ မြင်းထားလန်းနေပြန်ပြိုးနေတဲ့တဲနေပေါ်မှာဘဲမှမသွားဘာနဲ့မှမဆက်သွယ်ထားဘဲနဲ့ကိုယ်ကောင်နေပါရင်တတ်မှတ်ထားတဲ့ပုံစံနဲ့အတိုင်းအချာနာအကြီးကိုစီထားတဲ့အတိုင်းနေရှိတယ်အနည်းနာမှာပေ900ရှိတဲ့နောက်ထပ်အဆောက်အုံတစ်ခုထပ်ရှိနေပါရင်ဒီဟာတွေကရန်တန်းဆောက်ထားတဲ့အဆောက်အုံတွေမဟုတ်ပါဘူးအတိုင်းတာအတိုင်းအတိအကျဒေါက်တိုင်းအပေါ်လိုမရှိကွက်တီမက်စီအဖြစ်ကတော့တရုတ်ကအမေရိကန်စစ်သည်မော်တွေရဲ့ပုံစံတွေကိုတဲကန်တာထဲမှာတိဆောက်ထားတာပါပဲဒီလိုလိုရတဲ့ရွေးချက်ကတော့အတော်လေးကိုညံ့များရည်လို့ပြောပါမယ်ဒီလိုရင်တင်သင်းမောအတူတစ်ခုလုံးကိုမင်းရထားလို့မျိုး တန်လန်း platform စနစ်ပေါ်မှာတင်ထားတာပါဒီစာပေါ်ခမန်းချေဒေါ်လာ1ဘီလီယံလောက်ကုန်ကျရလို့ဆိုပါတယ်ဒီ platform မှာယထာတွဲပိန်58ခုပါဝင်ပြီးတခုကတန်900ကိုထောက်ပံ့ပေးနေပါတယ်ပစိအပြည့်နဲ့တော့အလေးချိန်တန်8000လောက်ရှိတဲ့ဒီတင်မောက်တို့အတွက်စုစုပေါင်းတန်2400လောက်အထိထောက်ပံ့နိုင်တဲ့စွမ်းရည်ရှိပါတယ်ဒီရာလန့်စနစ်ကြီးကရွေးချယ်ရှိရှိမွေးကောင်ကျေးချခံတီဆောက်ထားတဲ့အင်ဂျင်နီယာလဲရတစ်ခုပါပဲ။တဲကနာထဲမှာ7ကီလိုမီတာရှည်လျားပြီးပေ80ကွာဝေးရှိတဲ့တန်လန်းတစ်ခုကိုအပြိုင်တီဆောက်ထားတယ် ဒီလမ်းတွေကလည်းတံပယ်ရထားလမ်းတွေမဟုတ်သေးဘူးနော်။ heavyweight တန်းရှိတဲ့ဝင်းကိုခန်းနိုင်အောင်ဒီဇိုင်းထုတ်ထားတဲ့တံပယ်တန်းလမ်းတွေပေါ့။မီတာတရားတိုင်းမှာ hydraulic စက်ကရိယာတွေက platform ကိုဆက်သွယ်ထားပါရင်ဒါတွေကသင်းမောင်းအတူကြီးတစ်ခုလုံးကိုဘေးလိုက်15ဒီဂရီအထိဆောင်းသွားအောင်လှုပ်ရှားမှုပေးနိုင်ပါရင်ဒါဟာပင်လယ် line တပ်ဖို့တွေတိုက်ပွဲပြင်ဆင်မှုတွေရေဝင်မှုတွေဒါမှမဟုတ်ရုတ်တရက်အကွေးအောက်တွေမှာကြုံတွေ့ရနိုင်ခြေရှိတဲ့ဖြစ်ရပ်တွေကိုတူပါထားတာပေါ့။သူတို့ရဲ့စမ်းသပ်မှုတွေပုံမှန်စမ်းသပ်မှုတစ်ခုဘယ်လိုလုပ်တယ်ဆိုတာကျွန်တော်ဒီတစ်လောက်ရှင်းပြပါမယ်။ မနက်9:00နာရီလောက်မှာတရုတ်ပညာရှင်တွေကစနစ်ကိုစပွင့်လေးရှိပါရင်ဒီနေရာမှာနှင်းအဆင့်ဓာတ်အလိုက်မရှိတဲ့အတွက်ဒီဇယ်ဂျန်နရေတာတွေစံနှိုးတန်တွေကတော့မိုးတောက်တာနဲ့အစီအီးပေါ့ဗျာဒီမှာအတူအပပလက်ဖောင်းရဲ့နှင်းအဆင့်မော်တာတွေကတစ်ခုစီကိုမြင်းကောင်ရီ2000ဆွမ်းအပါရှိပါရင်ကြီးမားတဲ့ဘိန်းတွေကိုစတင်လှည့်တော့တာပေါ့ဒီမှာအတူကဆဆချင်းမှာလမ်းလျှောက်နှုံနဲ့စတင်ရွေးလျားလာပြီးအရှိန်ကိုမြင့်ပါရင်တောင်မင်းအတွင်းမှာတနအာရီ56ကီလိုမီတာနှုံပင်လယ်ထဲမှာ30နောင်းနဲ့ညီများတဲ့နှုံနဲ့ရောက်သွားပါရင် ဗီဒီယိုနေစင်မှာပဲ hydrolin စနစ်တွေကလှုပ်ရှားမှုတွေကိုဖန်တီးပေးပါရင်ဆက်ဆံခြင်းမှာတင်မဥပိုင်းက9ဒီဂရီမြင့်တက်လာပြီးပြန်ကျသွားရင်ဒါဟာအန်တလန်တိတ်သမုဒ္ဒရာတွေကလှိုင်းလုံးကြီးတွေကိုဖန်တီးရောက်ပြတာပါဟောခဏကြာရင်တင်မကြီးတစ်ခုလုံးဘယ်ဘက်ကို30ဒီဂရီမြင့်တက်သွားမယ်ဒါကတော်ပီဒိုကိုရှောင်းဖို့ရုတ်တရက်ကွေးလိုက်တဲ့ပုံစံမျိုးပေါ့ရှေ့မှာကွေးနေတဲ့မီတာ900အချင်းဝိုက်ရှိတဲ့တန်လန်းကွေးကိုဖျက်ဖို့ပလက်ဖောင်းကရထားတစ်စီးလိုပဲကိုကိုဆောင်းလိုက်ပါပြီတင်မအတွင်းရဲ့ကောင်းဘက်ပေါ်မှာတက်ဆင်ထားတဲ့အရှိန်တိုင်းကိရိယာတွေကတကယ်စစ်စင်ရေးမှာ စစ်သည်မော်တစီကြုံတွေ့ရမယ့်အင်အားတွေနဲ့ထက်တူထက်မြားဖြစ်အောင်တိုင်းတာပေးနေပါတယ်ဒီတိုင်းတွေကအကြောင်းပဲစိုက်ထူထားတာမဟုတ်ပါဘူးသူတို့ကရေဒါပြန်ဟန့်မှန်နေရေဒါအချက်ပြမှုတွေကိုတတ်မှတ်ထားတဲ့ပြင်အားတိုင်းပြန်ပို့ပေးနိုင်အောင်တိတိကျကျဆက်နေထုတ်လုပ်ထားတဲ့အလူမီနီယံအဆောက်အုံတွေပါပဲတင်မော်တူပေါ်မှာ68ခုရှိပြီးတခုချင်းစီကို4ကလပ်လင်းတင်တင်မော်တစီရဲ့ပေါင်းဆက်ရေဒါဖြတ်ပိုင်းအေရိယာနဲ့တူညီအောင်ချိန်ညှိထားပါတယ်အပေါ်ကနေချင်းကပ်လာတဲ့ဒုံးကြီးရဲ့ရေဒါရှာဖွေစနစ်အတွက်စတူရမ်မီတာ2000ခန့်ရှိတဲ့လင်းတင်တင်မော်အဆင့်နဲ့လုံးဝခွဲခြားလို့မရအောင်တူနေပါလိမ့်မယ် သူတို့ကအလင်းအဆင့်တန်လိုက်ထုံးလင်းမှုတွေကိုတော့ပုံတူကူးထားသေးတယ်ဗျရေဒီယိုထုံးလင်းဆက်တွေကရေတပ်သုံးလှိုင်းနှုံးစင်တွေအတိုင်းထုံးလင်းပေးနေပါတယ်အပူရင်းမြစ်တွေကဒီမော့ရဲ့နျူကလ িয়ার တပ်ပေါင်းပေါ်ရှိမဲ့နေရာမှာထားပြီးအပူချိန်300ဒီဂရီစင်တီဂရိတ်အပူကိုဖန်တီးပေးနေပါတယ်ဒါကအနီအောက်ရောင်ခြေရှာဖွေစနစ်ကမြင်နိုင်မယ်အပူပုံစံကိုရရှိမှာကိုမီကိုချုပ်ဂျန်နေတာတွေကဒီမော့ရဲ့အေဇောမီကိုကိုတူပပေးထားပါတယ်တိုက်တေနီယံထရိုင်ကလိုရိုက်ဓာတ်ဝေကိုထုတ်ပြီးတော့ကက်တာပလက်ရဲ့မြင်ကွင်းပုံစံအတိအကျတိုင်းဖန်တီးပေးဖို့အစီအစဉ်ပေါ့ဗျာ 9ကီလိုမီတာအကွာမှာတင်းမောဖြတ်အတူကသူ့ရဲ့တန်လန်းပေါ်မှာလှည့်ပတ်နေပါတယ်။တင်းမောကြီးရဲ့ပုံစံတို့အကွာဝေးကိုထိန်းသိမ်းပြီးအရှိန်မြင့်တာအကွေအပြောင်းနေလောက်တာအားလုံးကိုဖွဲ့စည်းပုံအတိုင်းလှုပ်ဆောင်နေပါတယ်။တင်းမောကြီးကညာဘက်ကိုရုတ်တရက်ကွေးတဲ့အခါအမေရိကန်ရေတပ်ရဲ့စီရင်ပြူဟာအတိုင်းပင်တင်းမောဖြတ်ကကာကွယ်ပေးဖို့နေရာယူလိုက်ပါလိမ့်မယ်။သူတို့ကအမေရိကန်တင်းမောတွေတိုက်ပွဲမှာတုံးတဲ့နီးပြူဟာကအထူးအကြကိုပရိုဂရမ်ရေးဆွဲထားတာပါ။နေပေါင်းများစွာဒရှိုလုံးမှုနဲ့လေးလာမှုကနေရတဲ့အချက်လက်တွေပေါ့ထင်းချော်ရင်စင်နာကမြောက်ဘန်ကာရင်းမှာ2ကီလိုမီတာအကွာမှာရှိနေပါတယ် မောင်နေသူတွေကတကယ်သင်းမောပေါ်မှာတွေ့ရမယ့်ခလုတ်တွေဘင်းနေနဲ့ပြုပြင်ထားတဲ့သင်းမောထင်းချုံဆက်တွေကိုအသုံးပြုပါရင်သူတို့ကကြိုတင်ပရိုဂရမ်ရေးဆွဲထားတဲ့ပုံစံတွေဖြစ်တဲ့ ranking pool လိုမျိုးအကွေ့တော်ဘီဒိုရှောင်းတင်းတာတွေအရေးပေါ်ခွဲထည့်ရတဲ့စတဲ့စီးရင်လုံရှားမှုတွေကိုလှုံ့ဆော်နိုင်ပါရင်လုံရှားမှုတိုင်းကမှတ်တမ်းတင်ထားတဲ့အမေရိကန်ရေတပ်လုံထုံးလုံနေနေနဲ့ကိုက်ညီနေတာတွေ့ရင်အမေရိကန်တောင်သူ့လောက်အမေရိကန်မနိုင်တော့ပါဘူးဒေါင်းကြီးစမ်းသပ်မှုအတွင်းကင်မရာတွေကဒေါင်းတိုင်းကနေပြီးတော့မှတ်တမ်းယူထားပါရင် ။တန်ဆာကကော frame တပေါင်းရိုက်ကူးနိုင်တဲ့အမြန်တုံးမြင့်ကင်မရာတွေအပူပင်းရိုက်ကူးမှုတွေရေဒါမှတ်တမ်းတွေငလင်လုံးခတ်မှုအာယုံခံကိရိယာတွေကပြစ်ခတ်မှုအင်အားကိုတိုင်းတာပေးပါရင်သူတို့က DF21T ဒုံးကျည်ဒါဇင်နဲ့ချီပြစ်ခတ်လေးရှိပါရင်မတူညီတဲ့အကြောင်းတွေအမြန်နှုံးနေတဲ့ချင်းကပ်ပုံတွေကစနစ်တကျစမ်းသပ်လေ့လာပါရင် စမ်းသပ်မှုတစ်ခုစီကဒေါ်လာ15တန်းဒုံးကျည်ကြံပုံနဲ့လုပ်ငန်းဆောင်ရွက်စဉ်အပါအဝင်ပေါ့ဗျာအဲ့လောက်ကိုကုန်ကြပါရင် တို့လှုပ်ဆောင်နေတဲ့အချက်လက်တွေကစိတ်ဝင်စားစရာပါပဲပြမနဲ့မီတာ30အတွင်းထိမှန်မှုအကောင်းဆုံးတိုက်ခိုက်နိုင်မဲ့တောက်တွေစီးအချက်အချာတွေထုံးပေါက်နိုင်မှုရှိမရှိတွေတရုတ်ကသူတို့ရဲ့ဒုံးကျည်တွေဘလို့ဆွမ်းဆောင်နေဆိုတာကိုတိတိကျကျသိနေပါပြီဆိုတော့ဒီလောက်ထိအပြင်းပြင်းဟုတ်နေတာဘာကြောင့်များအမေရိကန်ကငြိမ်နေရသလဲအဖေကတော့ရှင်းပါတယ်ဒီစီစဉ်ကိုလုံးဝဂရုမစိုက်လို့ပါပြီဘာလဲမင်းတေချာပေါက်ရှုံးနေနိုင်ခြင်းမြင်နေလို့ပါဗျာဘာကြောင့်ဒီနေ့တန်းကရှုံးနေပါလဲဒီနေရာမှာအကြီးမားဆုံးပြဿနာရှိနေတာကဒီဆက်ရုံတစ်ခုလုံးကဘယ်တော့မှဖြစ်မလာမယ့်အရာတစ်ခုအတွက်လေ့ကျင့်နေတာလို့ပြောရင်အမောဆိုသွားကြမှာပါပဲ သူတို့ရဲ့ပြစ်မှတ်တွေကတကယ်အသိမော်တွေမဟုတ်ဘူးမဟုတ်လားအာယုံကံကိရိယာတွေကိုထိခိုက်စေမဲ့ပင်လယ်ရေပတ်တာတွေမရှိဘူး electronic စစ်ပွဲတွေကအချက်ပြောင်းမှုတွေနှောက်ရတာမရှိဘူးခုခံတဲ့ဒုံးကျည်နေလာတာမရှိဘူးပြစ်မှတ်ရှာဝေမှုတွေကိုရှုပ်ထွေးစေမဲ့လှည့်စားစနစ်တွေမရှိဘူးဒါလူရုပ်ကိုဓာတ်နဲ့ထိုးဖို့လေ့ကျင့်နေတာနဲ့တူပါရင်ခင်ဗျားတို့အခုချိန်မှာစိတ်တိုင်းကြခုခုတ်ကောင်းတန်းခုတ်လို့ရမယ်ဗျာဒါပေမဲ့လူရုပ်ကဘယ်တော့မှပြန်တိုင်းမှာမဟုတ်ဘူးခုတ်တိုင်းထိမှာကြီးပဲတကယ်တကယ်မှာဘယ်ကောင်းကငြိမ်ခံနေမှာမို့လို့လဲဒါကြောင့်တရုတ်ကဒီတိုင်ဝမ်မှာရှုံးနေပေးသားလို့ပြောနိုင်နေတာပါ ။ဘာလဲဆိုတော့သူတို့ကတဲထဲမှာပဲကာကွယ်မှုမရှိတဲ့အယုဒ္ဓေပေါ်တိုက်ခိုက်တာကိုပြီးပြည့်စုံအောင်လုပ်နေခြင်းမှာလေထဲကျရင်စောင်းနေခြင်းမှာတကယ်အမေရိကန်ရဲ့တပ်ကသူတို့ရဲ့ဒီတဲကန်တဲ့ကစားနည်းတွေကိုလုံးဝအသုံးမဝင်တော့အောင်လုပ်နိုင်မယ့်အရာတစ်ခုကိုတီထွင်မိတာဖြစ်နေလို့ပါပဲ။တရုတ်ကသူတို့ရဲ့ DF21T ဒုံးကြီးကိုလေတင်သင်းမောပြည့်စည်ရေးတမလို့ခေါ်ပါရင်ဒါကဘာနဲ့တူလဲဆိုရင်စက်ကူလေးနဲ့ဘုံကျဲလေးလိုခေါ်သလိုမျိုးပေါ့။ဘာကြောင့်ဖြစ်နေလဲဆိုတာရှင်းပြခြင်းပါရင်။နံပါတ်1ပြမတ်ကိုရှာဖွေဖို့မဖြစ်နိုင်ခြင်း။ ဒုံးကျင်နဲ့ပြင်းမဲ့ရှာတဲ့လူရဲ့ဇလန်းကိုအရင်ဆုံးပြောအောင်ဒုံးကျင်နဲ့လင်းတင်တင်မော့ကိုပြစ်ဖို့ဆိုရင်တရုတ်ကအရင်ဆုံးတင်မော့ကိုရှာတွေ့ဖို့လိုပါတယ်။ပစိဖိတ်တမုတ်တရားကတွင်ရမ်းမှ63တန်းကျယ်ရင်လင်းတင်တင်မော့တိုက်ခိုက်ရေးအဖွဲ့ကတကယ့်စစ်ပွဲအခြေအနေမှာခံမှန်းခက်တဲ့ပုံစံနေနဲ့နောက်တက်တီးနှုံးနဲ့ရွေလျားနေတဲ့ပြင်းမဲ့တစ်ခုတတော်ပါတရုတ်ချုပ်တွေကမနီကွန်ဆင်လောက်ကြာမှတပတ်ပတ်ပြီးတော့ဖျက်ဆီးသွားနေတာပါဒီအချိန်မှာတင်မော့ကဘယ်ဥတီယာကိုမဆိုမိုင်60အကွာဝေးကိုရောက်နေနိုင်ပြီမဟုတ်လားဒါကကာယုပ်ပုံနဲ့အပြောင်းရှာနေတယ်လို့ဖြစ်နေပါတယ်။နံပါတ်2ပလာစမာနဲ့ဆက်သွယ်မှုပြတ်တောက်နိုင်ခြင်း သူတို့ကတင်မောကိုချင်းအားခံနိုင်ပြီးဒုံးကျည်ကိုပြစ်လွတ်နိုင်တယ်ထားပါတော့ဒီနေရာမှာယူမပီရာကတရုတ်ရဲ့ရန်သူဖြစ်လာတော့ပါပဲ DF21T ကပေထိန်လန်းချောင်းကိုလိုက်နိုင်ရပါတယ်။အကာသာတွေကိုတက်သွားပြီးတော့မတ်တန်အနှုံနဲ့အောက်ကိုပြန်ဆင်းလာပါတယ်။ပြန်လည်ဝင်လာတဲ့အချိန်မှာတိတ်ပူတဲ့ပလာစမာတွေကဝင်ရနေပါပြီ။ပလာစမာကဘာလုံးတက်လေသေးလား။ဆက်သွယ်ရေးအားလုံးကိုပိတ်ဆို့ပေးတာပါ။ဒါကြောင့်အဆုံးသက်ကစက္ကန့်ပိုင်းလေးမှာဒုံးကြီးကမျက်စိကမ်းပြီးသားလိုပဲအယူချိပန်းပြန်တမ်းရပါလိမ့်မယ်။လမ်းချောင်းပြင်ဖို့ထိန်းကုန်မှုမရှိတော့ဘူး။ပြင်မဲ့အတွက်အချက်လက်အသေးရတာမရှိတော့ဘူး။ဒါက maneuverable reentry vacation ရှိနေသေးတယ်လို့ပဲအသိဖြစ်အောင်မလား။နားထောင်လို့ကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။မတ်တန်အနှုံနဲ့ပြင်းပြင်းထန်ထန်ကွေးဖို့ကြိုးစားရင်ဘာဖြစ်မလဲသိလားဗျာ။ အဲ့ဒီတော့ချင်းတစားစီဖြစ်သွားစီမဲ့အင်အားတွေကိုကြုံတွေ့ရပါလိမ့်မယ်။အမြန်လုံးနဲ့လုံရှားတဲ့အခါဒီစားပုံပိုင်းဆိုင်ရာဖိအားတွေအကြောင်းအနည်းငယ်ပဲပြင်ဆင်နိုင်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာတင်မော့က30ဒီဂရီကွေပြီးအရှိန်မြင့်မိနေပြီ။မအဒုံးကြီးကြီးကတော့ပင်လယ်ပြင်ကြီးကိုဥတီလို့ပေါ့။နံပါတ်3လှည့်စားတဲ့စနစ်တွေလမ်းညွှန်မှုပြဿနာတွေကပိုလို့တောင်ရည်စရာကောင်းပါသေးတယ်။ဒုံးကြီးကနောက်ဆုံးချင်းကဲချိန်မှာတင်မော့ကိုရှာဖို့ရေဒါလိုအပ်ပါရင်ဒါပေမဲ့လင်းတင်တင်မော့တွေကငါဒီမှာပါဆိုပြီးတော့လက်ထောင်ပြနေမှာမဟုတ်တာဗျာ။ တို့မှာအလန်ထရာနဲ့တံမြန်တိုက်ခိုက်ရေးစနစ်တွေရှိတယ်။ဒီစနစ်တွေကဒုံးကျည်ကိုတင်မော့ကမူလနေရာကနေ10မိုင်ကွာဝေးမှာရှိနေတယ်လို့ထင်အောင်လှည့်စားနိုင်ပါတယ်။ NU NKA နဲ့စားစနစ်တွေကရေဒါအချက်ပြမှုတွေကိုထုတ်လွှင့်ပေးပြီးမှားရုံးနဲ့ရေဒါစနစ်ပုံစံတွေကိုဖန်တီးပေးလိုက်မယ်။ Clash လို့ခေါ်တဲ့တပ်ထုပါဆက်ကိုအမွာအကြီးလေးတွေကတင်မော့ကိုရေဒါပေါ်မှာဘယ်နေရာမှလည်းရှိမနေသလိုနေရာတိုင်းမှလည်းရှိနေအောင်ဖျက်အောင်ဖန်တီးပေးမယ်။ရှိသလိုလိုမရှိသလိုလိုအမေရိကန်ရဲ့မမဆောင်းပေါ့ဗျာ။ဒုံးကျည်ကရေဒါပေါ်မှာနေပညာအရမရှိတဲ့အရာတခုကိုထိဖို့ကြိုးစားနေရတာပေါ့။အဲ့မှာတိုင်နေပတ်ရော။ နံပါတ်၄ကာဝေးရေးစနစ်ရဲ့တတိုင်းအောင်မြင်မှုရာဂိုင်းလုံးကိုပြောအောင်တရုတ်ကဘလို့ပြမျက်တွေကိုအောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ပြောတယ်လေကနအထဲမှာရက်နေတဲ့ပြမျက်တွေခံမရလွယ်ကူတဲ့တန်လန်းပေါ်ကရေလျားပြမျက်တွေကံပြတိုက်ခိုက်မှုမရှိနောက်ရှက်မှုမရှိခုခံပစ်ခတ်မှုမရှိတာတွေပေါ့ဒါပန်ချင်းဘွားကိုထိုးပြီး professional လက်ဝဲတမပါလို့ကျွေးကြော်နေတာနဲ့တူတူပဲဒီရက် 21T ကိုတကယ်ရေးတဲ့တံပြတိုက်ခိုက်ရေးစနစ်တွေနဲ့တစ်ခါမှဆက်နိုင်ခြင်းမရှိသေးဘူး တင်မအခြေစားရဲ့ electronic စစ်ပွဲကိုတခါမှရင်မဆိုင်ရသေးဘူး။လေစာစနစ်တွေနဲ့ဘယ်တော့ခါမှမကင်တွင်ရသေးဘူး။ပြစ်ကက်ခံရခြင်းမှာရှောင်းတင်းနေတဲ့ပြစ်မှတ်ကိုထိအောင်တခါမှမကြိုးစားရသေးဘူး။ဒါအကြီးကအန်ကြီးတီထွင်ထားတယ်လို့ပြောပြီးကော်ဘတ်တန်တန်းနဲ့ပဲစမ်းသပ်ထားတယ်လို့မျိုးပေါ့။အားလုံးပြစ်နာအစားမရှိအလုံးလုံးတည်းထားအောင်ဒါဆိုရင်ပါဖြစ်မလဲ။ဒုံးကြီးကချိမှန်သွားရင်ကောင်းပြီ။တင်မမှာအပေါက်တွေများများရှိလာမယ်။အခန်းကန့်နေရှိလာမယ်။ပြင်စည်းမှုထိန်းချုပ်ရေးအဖွဲ့တွေရှိတယ်။အရေးကြီးတဲ့တနေရာကိုမထီမချင်းတင်မကဆက်လက်လဲပတ်နိုင်အောင်ပါပဲ။ဒေကြောင်ပေါက်တော့မင်းမြုံနိုင်သေးဘူး။ ပြီးတော့ဒီလိုစားလိုက်တာကအမေရိကန်ရေတပ်ရဲ့စစ်ပွဲကိုစားလိုက်တာဖြစ်သွားမယ်။ကိုပိုင်ပွဲစုအောင်လွတ်လိုက်တာလို့ပြောရမှာပေါ့။ခုနကပြလိုက်တဲ့လင်းတင်တင်မော့မှာတင်မော့ပြည်မာကြီးကိုရောက်နိုင်တဲ့လင်းအစင်း60ရှိပါတယ်။သူ့ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေကလင်းဖျက်ဒစည်းစီမှာတရုတ်ကံရုံးတဲ့တစ်ခုလုံးကိုအပြက်စီးပုံဖြစ်သွားစေမယ်။တာမဟော့ဒုံးကြီးကဒါဇင်နဲ့အချင်းရှိပါတယ်။လုံးဝမသိလိုက်တဲ့အချင်းအတွင်းမှာရင်ကုန်တင်မော့တွေကခရုတ်ဒုံးကြီးတွေပြုတ်လုံနေပြီးနေပါပြီ။ဒီအကွက်ကဒုံးကြီးဒစင်းအတွက်အမေရိကန်ရေတပ်ရဲ့အင်အားအပြည့်အစုံကိုလင်းလည်လိုက်တာပါ။ဒီခါမှာတော့တရုတ်ကအတွက်အချက်မညံ့လာဘူးလို့ထင်ပါတယ်။ ဒီထဲမှာအမေရိကန်ကလက်ပိုင်းကြည့်နေမယ်ဆိုတဲ့အချက်ကမပါသေးဘူး spoiler ကတော့အမေရိကန်ကလည်း plane ကြီးအစော်ခံရတာကိုငြင်းခံနေမှာမဟုတ်ဘူးတရုတ်ကတဲထဲမှာရုံဒေမော်တွေနဲ့ကစားနေချင်းအမေရိကန်ရေတပ်ကသူတို့ရဲ့ဒုံးကြီးတွေကိုကြောက်ခဲပစ်ပြီးတင်ကားကိုတိုက်တယ်လို့မျိုးအတုံးမွေအောင်လုပ်မဲ့တကယ်တံပြန်တိုက်ခိုက်ရေးစနစ်တွေကိုခြားထားပြီးသားဖြစ်နေပါပြီတရုတ်က DF21 တီးပြဖို့စဉ်းစားလိုက်တာနဲ့ကျွန်တော်တို့ချက်ချင်းသိကြတာကအမေရိကန်မှာကဘာကြီးတစ်ခုလုံးဖုံးကွယ်ထားတဲ့ဂျိုလိုတွေရှိပြီးဒုံးကြီးပြလို့မရဲ့အနေအောက်ရောင်ကြီးအချက်လက်တွေကို joint tactical တာမန်ဆိုတဲ့စနစ်ကနေတဆင်းသင်္ဘောတိုင်းကိုအချိန်နဲ့တပြေးညီပို့ပေးနေတာပါပဲ ီးမညာရဲ့ဖခင်ကြီးမဟုတ်လားတရုတ်ကဒီဂျိုလူတွေကိုပြစ်ချတာဒါမှမဟုတ်နောက်ဆက်တာလုပ်တယ်ပဲထားအောင်လေတင်သမောတိုက်ခိုက်ရေးအဖွဲ့မှာသူတို့ရဲ့ကိုပိုင်အာယုံခံစနစ်တစ်ခုရှိတယ်အဲ့ဒါက E2D Hockey Eye ပါပဲကြီးမားတဲ့ရေဒါပြားကြီးတွေနဲ့ထူးဆန်းတဲ့လေယာဉ်ကြီးကိုမြင်မှုကြလားခင်ဗျာအဲ့ဒါကမိုင်လေးအတွင်းအရာအလုံးကိုမြင်နိုင်စွမ်းရှိပါရင်သူကဒုံးကြီးကိုပြစ်လို့ပြီဆိုတာနဲ့မြင်နိုင်တယ်ခြေရခံနိုင်တယ်7 minute အတွင်းရေတက်ကိုတရင်ပေးလိုက်နိုင်တယ်ဒီအချိန်ကတံပြန်တိုက်ခိုက်ရေးစနစ်တွေချထားဖို့ကော်ဖီသွားဖျော်ဖို့ပြီးတော့အမီရှူမိမန်းတွေကိုပြန်လာကြည့်ဖို့အတွက်လုံလောက်တဲ့အချိန်ပါပဲ ဒုံးကျည်စားရင်ပြန်တန်းနေပြီစက္ကန့်30အတွင်းရေတက်ကတင်မော်ရိုင်းကနေဒုံးကျည်ဘဲကိုသွားနေလဲအထိကြတည်နေပါပြီပြီးရင် SM3 ရောက်လာပါပြီဒီနောက်ပါတဲ့ American Engineer လဲအကြီးကပယ်ထိန်ဒုံးကျည်တွေကိုအာကာသာတွေကနေရိုက်ချဖို့အထိကြဒီဇိုင်းထုတ်ထားတာပါတကယ်စမ်းသပ်မှုကတော့80ရာခိုင်နှုန်းအောင်မြင်မှုရှိကြောင်းတက်တည်ပြထားပေးတာပါဒီစမ်းသပ်မှုတွေကဒဲကနာတွေကရက်နေတဲ့ပြင်မှတ်တွေကိုပြစ်တာမျိုးမဟုတ်ဘူးနော် SM3 ကအာကာသာတွေကဝင်နေဗီလာရဲစက်ကောင်းကိုရှာမင်းပြီးရင်တော့ Max 80ရဲ့ပေါင်းဆက်အချိန်နဲ့ဝင်တိုက်ပြင်မယ်ဒါအကြီးစံတစ်တော့ကိုနောက်ထပ်အကြီးစံတစ်တော့နဲ့ထိအောင်ပြစ်တာနဲ့တူပါရင် ဒါပေမဲ့အဲ့ဒီကြီးစံတဲ့တောင်စလုံးအတန်ထက်အဆမတန်မြန်တဲ့အခြေအနေနဲ့ရွေးနေတာပေါ့ဒီနေရာမှာအဓိကအချက်ကဒီလိုပြ BND စွမ်းရည်ရှိတဲ့တင်မော့ဖျက်တစည်းတီးမှာ SN3 ဒုံးကျင်အများပြားတည်ဆောင်ထားပါရင်ဒဇင်းလဲသွားရင်နောက်ဒဇင်းအဲ့ဒါလွှဲရင်နောက်ဒဇင်းထပ်ပြင်မယ်အစိုးဆုံးထိတွက်ပေးမယ်ဗျ DF21T က SN3 ကိုလွတ်သွားတယ်ပဲထောင်းအခုသူက SN6 ဒုံးကျင်တွေနဲ့ရင်ဆိုင်ရတော့မယ်ဒီဒုံးကျင်တွေကပယ်ထိန်ပြင်းမှတ်တွေကိုသူတို့ရဲ့အစုံတန်းအစစ်မှာကြားပြတ်ဖျက်ဆီးနိုင်တယ်ပြီးရင်တင်မော့ကြီးနဲ့တခြားတင်မော့တွေပေါ်က ESSM ဒုံးကျင်တွေကအတွဲလိုက်ပစ်ချတော့မယ်ပြီးရင် Siren ဆိုတာရောက်လာပြီး ဒါကဒုံးကြီးတွေကိုဒုံးကြီးတွေနဲ့ပြည့်တဲ့စက်ရုံမျိုးပါပဲ။နောက်ဆုံး SCAWI ဆက် R2T2 လိုမျိုးဂလင်းတနက်ကြီးကတမနစ်ကိုကြီး4500ပြည့်ပြီးတော့ဆော်ပါရင်။ဒါကဥတီလာတဲ့အရာအလုံးကိုဖျက်ဆီးပြည့်မဲ့ဂဲသားနေရလို့ပါပဲ။တရုတ်ဒုံးကြီးကဒီအချင်းအလုံးကိုအသက်ရှင်ရည်တည်နိုင်မှုလိုအပ်ပါရင်။ဒီစနစ်တွေအလုံးကိုပြက်ကွက်တယ်ပဲထားအောင်နောက်ထပ်ပါရှိသေးတယ်တည်လား။နျူကလ িয়ার ရဲ့လေဆာစနစ်ပြဒုံးကြီးကိုရှုပ်ထွေးအောင်လုပ်ပေးတဲ့ဩစတြေးလျရဲ့လက်ဆောင်ပေါ်ဒါကရေနာပုံစံကိုတင်းမောဖျက်တစည်းတဲ့ပိုကြီးအောင်ဖန်တီးပေးတဲ့ပြန်ဝဲနေတဲ့ဒုံးမြန်တစ်ခုပါ ဒါမျိုးများကြီးပြလိုက်ရင်တရုတ်ဒုံးကြီးကသင်္ဘောအဆင့်နဲ့အတူပေါင်းများစွာတွေကတခုကိုရွေးချယ်ရတော့မယ်။ဒါပေမဲ့တခုပဲအဆင့်ရှိတော့ဒုံးကြီးမှာမန်ငါးနှုံးနဲ့သွားနေချိန်ရွေးချယ်ဖို့၂၀စက္ကန့်လောက်ပဲအချိန်ရပါပါ။အဲဒီအတွက်ကံကောင်းပါစေလို့ပဲဆုတောင်းပေးရတော့မယ်။ဒီတက်ကကောကေယုံတက်တက်မကပါဘူးတရုတ်က DF21 တီစားပစ်လိုက်တာနဲ့သူတို့ရဲ့ပြစ်လွှတ်တဲ့နေရာကိုဖောက်ထုတ်လိုက်တာပါပဲတံပြန်ပြစ်ခတ်မှုတွေကချက်ချင်းစော်လို့စတင်ဝင်ရောက်လာတော့မှာပါသူတို့ကဘယ်တော့မှမတွေ့ရှိခဲ့ဘူးတဲ့ရင်ကုန်တင်မော်တွေကပြစ်လွှတ်လိုက်တဲ့ Tomahawk Crew ဒုံးကျည်တွေက DF21 တီစကန်တိုင်းကိုဥတည်နေပါပြီ တရုတ်ကဒေါ်လာဘီလျံပေါင်းများစွာသုံးပြီးတော့တီထွင်ထားတဲ့နှားပါတဲ့ဒုံးကြီးတွေအားသူတို့ရဲ့ပြည်လို့ဆင်နေကားပါကင်မဖြစ်ခင်ဒီချိန်သာပြုတ်ခွင့်ရမှာပေါ့ဗျာဒီထဲမှာကျွန်တော်ခုနကရှင်းပြခဲ့တာတွေအများစုကလိုအပ်ချက်မဟုတ်တဲ့ရိုးရိုးစနစ်တွေပဲရှိပါသေးတယ်အကောင်းဆုံးအပိုင်းပြီးတော့ဝက်ဖဲတွေရှိနေအောင်မှာပဲမဟုတ်လားအမေရိကန်စစ်တပ်မှာတိတ်ပန်စေခွင့်ရင်စားရေးစရာတွေတောင်တုံရင်တုံစီမဲ့အစီအစဉ်အသစ်တွေရှိနေမှာကပြေးကြည့်ကြတာမလို့ပါဘူးတရုတ်ကဒုံးကျည်တစင်းကိုမြုပ်နှံမှုဘီလျံများစွာသုံးနေချိန်တစ်ဖက်ကတော့လင်းတင်တင်မော်တွေကိုမရှိမဖြစ်မဟုတ်တော့တဲ့အရာဖြစ်ဖန်နေနေပါပြီ ဟိုမှာထောက်လောက်မှုစတင်နေပြီဖြစ်တဲ့ B21 Rider လိုမျိုး Radar နဲ့အနေအောင်ရောင်ကြီးကိုတော့မမြင်နိုင်လောက်အောင်တိတ်ဆိတ်တဲ့လင်းဟာသူတို့မရောက်နိုင်တဲ့ scan တွေကနေတရုတ်ပြည်တွင်ဘယ်နေရာကိုမဆိုတိုက်ခိုက်နိုင်တာမျိုးပေါ့အမေရိကန်တင်းဝါတွေကိုလည်းရှာနေချိန်မှာတစ်ဖက်မှာတော့ Missouri ကနေပြင်းပတစ်ခုကိုတိုက်ခိုက်ပြီးညစာစားဖို့အိမ်ပြန်ခီးနေတာလည်းဖြစ်သွားနိုင်ပါတယ်2018ခုနှစ်လောက်မှာ ဗာဂျိုင်းနာကလပ်ရင်ကုန်တင်မော်ရီတရုတ်ရေးပိုင်နယ်တဲ့ခြေရာမခံနိုင်ပဲရှိနေတဲ့ရင်ကုန်တင်မော်ရီအောင်သူတို့ကန်ယူရန်ကနေမိုင်50အကွာကနေအလုံးမင်းအရှိန်ပြင်းတဲ့ဒုံးချီဟိုက်ပါဆိုနစ်မာဆယ်တွေကိုပြစ်လွတ်နိုင်တော့မယ်လို့ဆိုပါတယ်သတိပေးချက်မရှိကာဝယ်စရာမရှိဒဇုံတပေါင်းတို့ရဲ့ DF21D စကန်တွေအားတိုက်ခတ်ခံရမှမသိခင်မှာပျောက်ကွယ်သွားပါလိမ့်မယ်အမေရိကန်တော်လန်ပြောင်းလဲမှုကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရ drone အုပ်စုတွေပါပဲ drone ဒါကာရိုလာကာရစီလောက်တောင်မှမရှိတဲ့ drone မောင်းများစွာဟာအချင်းချင်းဆက်သွယ်ပြီးတော့အုံဖွဲ့တိုက်ခိုက်ကြမှာပါ တရုတ်ကကြီးမားတဲ့ဒုံးကျည်တစ်စင်းနဲ့ကြီးမားတဲ့သင်္ဘောတစ်စင်းတို့အပြင်စနေနေ့မှာအမေရိကန်ကတော့လုံးဝကိုရဲတက်လို့မရတဲ့ဒရုန်းတစ်သေးလေးတစ်တောင်းကိုပို့ဖို့ ready နေခဲ့ပါပြီ။ဖျက်ချက်ထားတဲ့တေးစေးနိုင်စွမ်းကအရာအလုံးကိုပြောင်းလဲပြနေပါရင်သင်္ဘောတိုင်းမှာသင်္ဘောဖျက်ဒုံးကျည်တွေတက်စင်ထားတယ်။ထောက်ပံ့ရင်သင်္ဘောတွေ၊ကောင်းရင်နှစ်သွဲသွားသင်္ဘောတွေ၊ကမ်းခြေဆောက်သင်္ဘောတွေတောင်ရှိနေပါရင်တရုတ်ကဘယ်အချိန်မှဆိုတိုက်ခိုက်နိုင်တဲ့သင်္ဘောရာပေါင်းများစွာကိုခြေရခံရတော့မယ်။ဒီချိန်ထဲမှာပဲ Speed 4ကသူတို့ရဲ့ဂျိုလူတွေကိုခလုံးတစ်ချက်နှိမ့်လိုက်ပြီးတာနဲ့မျက်စိကန်းသွားစေနိုင်တယ်။ဂျိုလူမှုရှိရင်သူတို့ရဲ့ DF21J အတွက်ပြင်းထန်ရှာဖွေမှုရှိနိုင်တော့ဘူး။ဘာကြောင့်ဆက်လုပ်နေတာလဲ ဒါဆိုရင်တရုတ်ကဘာလို့ဒီတဲကနာတွေကတင်မောတူအတွက်ဘီလီယံနဲ့ချီပြီးတော့ဆက်သုံးနေရတာလဲ။နံပါတ်1လေးချင်းမှုကပြပြဆုံစေတယ်လို့သူတို့ကယူဆတယ်။ဒါကတရားပေါ်ပါပဲ။တဲကနာပြမဲ့တွေကိုဒုံးကြီးအလုံးလောက်ပြင်တကယ်တင်မောကိုလည်းထိနိုင်မယ်လို့ထင်နေကြတာပါ။ဒါပေမဲ့သူတို့လေးချင်းတွေကမှားနေတယ်မဟုတ်လား။ဒါဟာတဲဦးထဲမှာရေကူးဖို့တင်ယူနေရတဲ့တူနေပါရင်ရေကူးပုံစံကိုဘယ်လောက်ပဲကောင်းအောင်လေးချင်ပါစေရေနဲ့တဲမတူဘူးလေ။သူတို့ရဲ့ဒုံးကြီးတွေကရာသီဥတုတာယာချိန်မှာတံပြန်တိုက်ခိုက်မှုမရှိဘဲရက်နေတဲ့ပြင်မှတ်တွေကိုဘယ်လိုထိရမလဲဆိုတာပဲသိအောင်ဒါကစစ်ပွဲမှမဟုတ်တာပြင်မှတ်လေးချင်းတသက်ပဲ မက်နေဝါရဖျက်မှုတဲကနာစံတမ်းမှုအောင်မြင်နိုင်တရုတ်အစိုးရမီဒီယာကထုတ်လွှင့်ပါတယ်ခြေစံငါတို့အမေရိကန်သင်္ဘောတွေကိုနှိမ့်မြုပ်စေနိုင်တယ်ဆိုတော့ဒါဟာသူတို့ပြည်သူလူတွေကိုစိတ်ချစေပြီးအမေရိကန်တွေကိုတားဆီးပစ်နိုင်တယ်လို့ထင်သွားစေပါတယ်ဒါပေမဲ့ပင်နီကွန်စီစီမံသူတွေကတော့ဒီစံတမ်းမှုတွေကိုကြည်ပြီးကြတာပေါ့တရုတ်ကသူတို့ရဲ့ဒုံးကြီးတွေဘာလုံးနိုင်တယ်ဘာမလုံးနိုင်ဘူးဆိုတာကိုအတိအကျပြသနေတာကိုသူတို့ရဲ့ကန့်သတ်ချက်တွေကိုထုံးလင်းနေတာ ਨੇ တူတူပါပဲ ံပါတ်3အခြားရွေးချယ်စရာမရှိလို့ဒါကအမှန်ကန်ဆုံးအကြောင်းပြချက်ပါပဲတရုတ်ကတကယ်တင်မော်တွေနဲ့ဆန်းသတ်လို့မရပါဘူးအမေရိကန်ရဲ့တံပြန်တိုက်ခိုက်ရေးစနစ်တွေကိုပုံလူပွားလို့မရပါဘူးအမေရိကန်ရဲ့ electronic စစ်ပွဲစနစ်တွေဘယ်လိုလုပ်လို့လဲဆိုတာသူတို့မသိဘူးဒါကြောင့်သူတို့လုပ်နိုင်တဲ့အရာကိုပဲဆန်းသတ်ကြတယ်တန်လန်းဘော်ကတင်မော်အတူတွေဒါပြပြဆုံးနဲ့လေ့ကျင့်မှုလို့သူတို့ထင်လို့မဟုတ်ဘူးဒါသူတို့လုပ်နိုင်တဲ့တစ်ခုတည်းသောလေ့ကျင့်မှုဖြစ်နေလို့ပါပဲဒါကြောင့်တိုင်းကန်ရအပြစ်မှတ်တွေကသူတို့ရဲ့တန်လန်းတွေပေါ်မှာဆက်နေနေအောင်ပါပါပဲတရုတ်ဒုံးကြီးတွေကလည်းသူတို့ကိုဆက်ထိနေအောင်ပါပါပဲ ပြီးတော့ပေကျင်းကအစည်းအဝေးစီမံသူတွေကလည်းဒဟာတစ်ခုခုအသေးပဲရှိတယ်လို့ဆက်ဟန်ဆောင်နေဦးမှာပါပဲကျွန်တော်လည်းဒီနေ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်